မင်္ဂလာပါရှင်2025ခုနှစ်မေလ24ရက်နေ့ရက်ညခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့မမှုပါရှင်ရွေးကောက်ပွဲကိုခုနှစ်ကုန်ပိုင်းမှာမဖြစ်မနေကျင်းပမယ်လို့စစ်ရှုံးကောင်စီခေါင်းဆောင်မင်းအောင်နိုင်ကပြောလာပါတယ်ထိုင်းမြန်မာနယ်စပ် KNU ကတင်ပိုက်လိုက်တဲ့ဘလက်တူစစ်ကားမှာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်63ဦးကိုထိုင်းစစ်တပ်ကလက်မခံဘဲမြန်မာဘက်ကိုပြန်နှင်ထုတ်နေပါတယ် လောင်လုံးမြို့ပေါ်မှာရှိတဲ့ဆာယဖယုံဝင်ရောက်တိုက်ခိုက်မှုမှာစစ်သား2ဦးသေဆုံးခဲ့ပါတယ်ရှင်။တောင်ငူမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုမှာစစ်သားများအပြားသေဆုံးကစစ်တပ်ရဲ့မီးရှို့မှုကြောင့်ဇပတ်ကျွဲကြေးရွာမှာအင်ဂျီ950လုံးပြာကျပြီးပြည်သူများထွက်ပြေးနေရတယ်လို့ဆိုပါတယ်ရှင်။မြန်မာနိုင်ငံရဲ့ပါတီနိုင်ငံရေးတွေမှာအမှုပညာရှင်တချို့ကလွယ်မစွာ ဝင်ရောက်ဆောင်ရွက်ခဲ့သဖြင့်နိုင်ငံတော်မှာမဖြစ်သင့်မဖြစ်ထိုက်တာတွေဖြစ်ခဲ့ရကြောင်းစစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးကပြစ်တင်ပြောဆိုလိုက်ပါတယ်ရှင်။ဒီသတင်းနဲ့အတူဒီကနေ့ညခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့လတ်ရှိ2025နှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကိုမဖြစ်မနေပြုလုပ်သွားမယ်လို့စစ်ရှုံးကောင်စီခေါင်းဆောင်မင်းဟောင်းလိုင်က မေလ23ရက်နေ့မှာရှမ်းပြည်နယ် တိုင်းတုံမျိုးဒရိကန်တိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန်မှာထပ်မံပြောကြားလိုက်ပါတယ်။ရွေးကောက်ပွဲဖြစ်အောင်အမြန်ဆုံးလှုပ်ဆောင်ပြီးနှစ်ကုံပိုင်းမှာမဖြစ်မနေကျင်းပါမယ်လို့စစ်ရှုံးကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကသူ့ရဲ့တပ်ဖွဲ့တွေတပ်မိသားစုတွေကို ပြောထားတာပါ။ရခိုင်ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလမှာကျင်းပမယ်လို့ပြောကြားခဲ့ပေမဲ့အခုတော့နှစ်ကုန်ပိုင်းမှာပြုလုပ်မယ်လို့ပြောလာတာလည်းဖြစ်ပါတယ်။ ရွေးကောက်ပွဲကို electronic မဲပေးစနစ်နဲ့မဲပေးစီမှာဖြစ်ပြီးတက်ဖွဲ့ဝင်နဲ့တမိသားစုတွေအနေနဲ့ဒေတာအကျိုးနိုင်ငံအကျိုးဆောင်ရွက်မဲ့ကိုယ်စားလှယ်တွေကိုမဲပေးကြဖို့စစ်ရှုံးကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကအမိတ်ပေးခဲ့တာကိုစစ်ကောင်စီရဲ့ထုတ်ပြန်တဲ့သတင်းတွေအရသိရပါတယ်။ရွေးကောက်ပွဲကျင်းပပြီးသွားရင်တော့လွတ်တော်တွေခေါ်ယူနိုင်အောင်ဆောင်ရွက်မယ်လို့စစ်ကောင်ဆောင်ကဆိုပါတယ်။စစ်ရှုံးကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာရွေးကောက်ပွဲကို အကြအလတ်မရှိတနိုင်ကလုံးအတိုင်းအတာနဲ့ကျင်းပမယ်လို့ကြွေးကြော်ခွဲ့ပူပေမဲ့နယ်မြေဆုံးရှုံးမှုတွေဟာများလာတဲ့အချိန်မှာတော့ရွေးကောက်ပွဲကိုဒေတာလိုက်ခွဲပြီးတော့ကျင်းပမယ်လို့တဆင်းလျှော့ပြောထားခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမေလ16ရက်နေ့ကထုတ်ပြန်တဲ့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာတော့ရွေးကောက်ပွဲကျင်းပမယ်ရက်ကိုသတ်မှတ်ထားပြီလို့ဖော်ပြထားပါတယ်။ဒါပေမဲ့အဲ့ဒီရက်အတိအကျကိုတော့ကြေညာချက်မှာထည့်သွင်းထားတာမရှိပါဘူး။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ဟာရွေးကောက်ပွဲကိုလူထုထောက်ခံမှုများရတဲ့ပါတီအနိုင်ရရှိတဲ့နိုင်သူအကုံယူစနစ်အစားဝင်ရောက်ရှင်ပြိုင်တဲ့ပါတီအလိုက် ရရှိမဲ့မဲအရေအတွက်ပေါ်မှူတည်ပြီးတော့ကိုစလဲအချိုးကျရရှိမဲ့အချိုးကျကိုစားပြုစနစ် PR နဲ့ကျင်းပမယ်လို့ပြောလိုက်ပါတယ် စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေຫນွေဦးတော်လှန်ရေးအင်အားစုတွေကလက်မခံကြဘူးလို့ကြေညာချက်အတီးတီးထုတ်ပြန်ထားပါတယ်။အာဏာသိမ်းစစ်ကောင်စီဟာရွေးကောက်ပွဲကျင်းပဖို့တရားဝင်မှုမရှိသလိုကျင်းပမဲ့ရွေးကောက်ပွဲဟာလည်းအတူရောင်သာဖြစ်တယ်လို့ NUG ကဆိုပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းမြန်မာနယ်စပ် KNU ကတိမ့်ပိုက်လိုက်တဲ့ဘလက်တိုစစ်ကားမှာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်63ဦးကို ထိုင်းစစ်တပ်ကလက်မခံဘဲမြန်မာဘက်ကိုပြန်ဖို့နေထုတ်နေကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးသတင်းအရင်းမြစ်ကပြောပါရယ်။ရမန်နေမေလ23ရက်နေ့ညနေပိုင်းမှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ဘလက်တိုစစ်ကံကို KNU တပ်မဟာ6ဦးဆောင်တဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNN နဲ့ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KMDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်မှ30ကျော်လှနှက်ချပြီးစစ်သားအလောင်း10လောင်းရရှိခဲ့ကြောင်းထိုင်းနိုင်ငံဗတ်ချံကို ထွက်ပြေးသွားသူစစ်သား63ဦးရှိတယ်လို့လည်းသိရပါတယ်။ထိုင်းနိုင်ငံဘတ်ချံကိုထွက်ပြေးသွားတဲ့မြန်မာစစ်သား63ဦးကို ထိုင်းစစ်တပ်ကလက်မခံဘဲမြန်မာဘက်ကို ပြန်ကူးဖို့နှင်ထုတ်နေကြ မြန်မာစစ်သားများကိုအရင်ကလိုမြန်မာစစ်ကောင်စီထံပြန်လွှဲပေးခြင်းမလုပ်တော့ဘဲဘေးလွရာမြန်မာဘက်အခြံကိုပြန်ကူးရန်ထိုင်းစစ်တပ်ကဖိအားပေးနှင်ထုတ်နေကြောင်းသိရပါဗျ။ထိုင်းဘက်ကို ထွက်ပြေးသွားတာက63ဦးရှိတယ်။အယံပွတ်တွေနဲ့လက်နက်မပါပါဘူး။အဲ့ဒါထိုင်းစစ်တပ်ကထိုင်းတဲ့အဝင်မခံဘူးပြန်ထွက်ခိုင်းနေတယ်လို့သိရတယ်။မြန်မာဘက်ခြံတိုက်ပွဲလွှမ်းမဲ့နေရပြန်ပြေးဝင်ဖို့ပြောနေတယ်။ထိုင်းစစ်တပ်ကသူတို့ ဘာသာသူတို့လွတ်မဲ့နေရပြန်ဝင်ခိုင်းနေတာထိုင်းကနေပြန်နေနေတာလုံးဝလက်မခံဘူးအရင်လိုမြရီနေကြကော်မတီကနေလဲပြန်မလွဲဘူးသူတို့အစဉ်ပြေမဲ့ဘတ်ပြန်ကူသွားငါတို့လက်မခံဘူးဆိုပြီးဖြစ်နေတာထွက်ပြေးတဲ့ကောင်တွေကလည်းစစ်ကြောင်တစ်ကြောင်လုံးစခန်းဆွန့်ခွာသွားတာဖြစ်လို့စစ်တပ်ဘတ်ပြန်လွဲရင်လဲအေးအေးယူခံရမှာဆိုတော့ဒီကောင်တွေစုတ်လဲစုစားလဲယူကိန်းဖြစ်နေတယ်လို့ထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်မြေကပြောပါတယ် ဘလတ်တို့စစ်ကန်တိန်တိုက်ပွဲမှာတော်လန်ရေးတပ်ဖွဲ့တွေဘက်မှရဲဘော်၃ဦးကြာဆုံးခဲ့ပြီး၁၀ဦးတန်ရာရရှိခဲ့ကြောင်းလက်ရှိမှာ KNN နဲ့ဦးဆောင်တဲ့ပူပေါင်းမဟာမိတ်တပ်တွေကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီစခန်းတွေအလုံးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းလည်းသိရပါပါတယ်ရှင်ဆလဘီတနင်္လာနေ့တိုင်းလောင်းလုံးမြို့ပေါ်မှာစစ်ဘက်ရေးရလုံခြုံရေးတပ်ဖွဲ့ဆာယဖယုံကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သား၂ဦးသေဆုံးခဲ့ကြောင်းဒဝဲခရိုင်တပ်ပေါင်းစုထံမှသိရပါဗျာ။ မေလ22ရက်နေ့နနက်10:00နာရီခန့်ကလောက်လုံးမြို့ပေါ်ကိုအတန်းဖတ်စစ်ကောင်စီလက်အောက်ခံစစ်ဘက်ရေးရလုံခြုံရေးတပ်ဖွဲ့စားရဖယုံကိုဒဝဲခရိုင်တပ်ပေါင်းစုနဲ့ပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးသေဆုံးခဲ့ပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုတဝဲခရိုင်တပ်ပေါင်းစုຫນွေဦးပြောက်ကြားတပ်ဖွဲ့ Federal Duwin Jae အဖွဲ့ ။ကျောင်းသားတော်လန်ရေးအဖွဲ့နဲ့ဒေါနာတက်ခွဲခွန်တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါရဲ့ရှင်။ဆက်လက်ပြီးပဲခူးတိုင်းတောင်ငူမြို့နယ်စပတ်ကျွဲကျေးရွာကိုမီရှိုးဖျက်ဆီးခဲ့တဲ့စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာစစ်သားအများပြားသေဆုံးခဲ့ကြောင်းတော်လန်ရေးတရင်ရင်မြစ်တွေထံကနေသိရပါရဲ့။မေလ22ရက်နေ့ကစပြီးတောင်ငူမြို့အနောက်ဘက်ခြမ်းအမြန်လန်းမိုင်းတိုင်း140ခွန်အနီးမှာရှိတဲ့ဇဘတ်ကျွဲ ကျေးရွာမှာအတန်းဖတ်စစ်တပ်နဲ့တော်လန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြားစတင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းယနေ့မေလ24ရက်နေ့အထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်သောတိုက်ပွဲအတွင်းတော်လန်ရေးတပ်ဖွဲ့ဝင်တွေရဲ့စနိုက်ပါနဲ့ပစ်ခတ်မှုကြောင့်စစ်သား18ဦးသေဆုံးခဲ့ကြောင်းလည်းသိရပါဗျ။ဒါ့အပြင်မိုင်းဆွဲတိုက်ခိုက်ခြင်းလက်နက်ကြီးလက်နက်ငယ်များဖြင့်တိုက်ခိုက်ခြင်းကြောင့်လည်းထိခိုက်သေဆုံးမှုရှိပြီးစစ်ကောင်စီတပ်သားထိခိုက်သေဆုံးများပြားခဲ့ပေမဲ့အရေအတွက်အတိအကျကိုသိရှိခြင်းမရှိသေးကြောင်းလည်းသိရပါဗျ။စကားစားရိပတ် အသေးအပြောက်ကများပါတယ်။တော်လန်ရေးတပ်ဖွဲ့တွေက အပိုင်ဆောက်ပြီးတွေ့နေတာစနိုက်ပါထိတာတွင်၁၈ဦးသေတယ်။မိုင်းကွင်းထဲဝင်လာတဲ့စစ်ခွေးတွေကိုလည်းမိုင်းဆွဲတိုက်ခိုက်တာလက်နက်ငယ်တွေနဲ့တိုက်ခိုက်မှုတွေလည်းထိခိုက်သေးဆုံးမှုရှိတယ်။အဲဒါကြောင့်မနေ့ည၈နာရီလောက်ကလေရင်နဲ့လာပစ်တယ်။လေရင်ပေါက်ကနေဆက်တနက်နဲ့ပြစ်ကူပေးနေတယ်လို့တော်လန်ရေးသတင်းရင်းမြစ်ကပြောပါရရှင်။ အထိနာနေတဲ့ကျန်းဖတ်စစ်ကောင်စီတပ်ကအင်ဂျီတထောင်ခန့်ရှိတဲ့ဇပတ်ကျွဲကြီးရွာကိုမေလ23ရက်နေ့နနက်6နာရီခန့်ကစပြီးပြည်သူပိုင်ပစ္စည်းတွေကိုတည်ယူခြင်းပဲအိတ်ဆိုင်ကယ်တွေကိုခိုးယူသိမ်းဆည်းခြင်းတွေကိုလှုပ်ဆောင်ကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးကြောင်းစစ်ကောင်စီတပ်သားတွေရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်နေအိမ်950လုံးခန့်မီးလောင်ပြကျခဲ့တယ်လို့သိရပါတယ်ရှင်။တနေကုန်ရှို့သွားတာအင်ဂျီတထောင်လောက်ရှိတဲ့ရွာမှာ၄ဘုံ၃ဘုံလောက်ပြကျသွားတယ်။အင်ဂျီအိမ်ခေါင်းတွေကြီးပဲ အများကြီးမိလောင်သွားတယ်။စာတင်ကြောင်းပါမချန်ဘူးလို့ဒေတာတည်ရင်မြစ်ကလည်းပြောပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံရဲ့ပါတီနိုင်ငံရေးမှာအမှုပညာရှင်တချို့ကလွဲမစွာဝင်ရောက်ဆောင်ရွက်ခဲ့တဲ့ဖြစ်နိုင်ငံတွင်းမှာမဖြစ်သင့်မဖြစ်ထိုက်တာတွေဖြစ်ပွားခဲ့ကြောင်းစစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်ကပြစ်တင်ပြောဆိုလိုက်ပါတယ်။ရှမန်နဲ့ရုပ်ရှင်ဇက်ကားများယုံတင်ပြတရေးဆိုင်ရာညှိနှိုင်းအစီအဝေးမှာသူကပြစ်တင်ပြောဆိုလာတာလည်းဖြစ်ပါတယ်။ အမှုပညာရှင်တွေအနေနဲ့ပြည်သူတွေကိုပျော်ရွှင်မှုပေးရမှာဖြစ်သလိုအသိပညာဗဟုသုတတွေပေးအပ်၍မန်ကန်တဲ့လမ်းကြောင်းကိုရောက်ရှိအောင်လမ်းပြပေးကြရမှာဖြစ်ကြောင်းအမှုပညာရှင်တချို့ကမိမိတို့ရဲ့အမှုပညာရှင်လုပ်ငန်းတွေကိုလှုပ်ဆောင်ရမယ့်အစားပါတီနိုင်ငံရေးလုပ်ငန်းတွေမှာလွဲမစွာဝင်ရောက်ဆောင်ရွက်ခဲ့တဲ့အတွက်နိုင်ငံတွင်းမှာမဖြစ်သင့်မဖြစ်ထိုက်တာတွေဖြစ်ပွားခဲ့ကြောင်းသူကဆိုပါတယ်။ဒါပြင်ရုပ်ရှင်တွေကပြည်သူများအပန်းဖြေတဲ့နေရာ စုဝေးတဲ့နေရာများဖြစ်သဖြင့်နိုင်ငံတော်အစိုးရကပြည်သူလူထုထံတင်ပြလိုတဲ့အချက်များအတိပေးလိုတဲ့အချက်များကိုလည်းပြသပေးရန်လိုအပ်ကြောင်းအကြမ်းဖက်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်ကရုပ်ရှင်အဖွဲ့များကိုညွှန်ကြားပြောဆိုခဲ့ပါတယ်အကြံဖတ်စစ်ကောင်စီက2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းရုပ်ရှင်လုပ်ငန်းတွေနဲ့ဖျော်ဖြေရေးလုပ်ငန်းတွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပြီးစင်စာစနစ်ကိုပြန်လည်အကောင့်ထေးပေါ်လျက်လည်းရှိပါရဲ့ရှင်။ ီကနေ့ညခင်ရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်